အင်္ဂလိပ်လိုဖုံးပြောတဲ့အခါမှာအ ਨੇ ဆုံးမှဖြစ်မနေသိထားမယ့်ဟာလေးတွေဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်လိုဖုံးပြောတော့မယ်ဆိုတော့ဒါလောက်ကလေးကိုသိတတ်အောင်လို့ကျွန်တော်ဒီနေ့သင်ပေးမယ်အဲ့တော့ကြည့်ရင်ဆုံးဆရာကမပြောပြခင်ကိုယ့်ဘာကိုဘယ်လောက်ပြောတတ်လဲဆိုတာကိုအရင်ဆုံးရေးကြည့်လိုက်မယ်ဒါမှမဟုတ်လည်းမစက်ကလေးပြောကြည့်လိုက်မယ်ဘာတွေပြောရမလဲဆိုတော့ hello နင်မိုလာရနင်မိုညမှာချက်လူလက်ထဲမှာအောင်းအောင်လာဒါမှမဟုတ်လည်း Mr. Jim လားစသည်ဖြင့်ပေါ့နော်ဒါမျိုးကလေးအဲ့ဒါကိုဘယ်လိုမေးမလဲဆိုတာရဲ့နောက်တစ်ခါနင်မိုကိုစကားပြောလို့ရမလား ဒါပေမဲ့ main phase နဲ့ကစကားခဏပြောလို့ရမလားအဲ့ဒါကိုဘယ်လိုပြောမလဲနောက်နောက်တစ်ခုကအခုဘသူခေါ်နေတာလဲဒါလေးကဒီနေ့တော့လွယ်မယ်လို့ထင်တာပဲဒါပေမဲ့လည်းစမ်းကြည့်ပါတော့နောက်တစ်ခုကကြတော့ main ဖုန်းနံပါတ်မှားနေတယ်ဒါကိုကြည့်တဲ့အခါမှာနည်းနည်းလေးသတိထားမှာကဒီဗမာလိုသာအဲ့လိုပြောပြမယ်တကယ်တည်းအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ main မှာမှားတဲ့ဖုန်းနံပါတ်ရှိနေရဆိုပုံစံလေးနဲ့ရေးပြနော်ကျားနည်းနည်းလေးကူပြောကူပေးတာပါနော်ဘယ်လိုပြောမလဲမင်းမှာမှားတဲ့ဖုန်းနံပါတ်ရှိနေရဆိုတာလေးနဲ့ရေးပေးနောက်တစ်ခုပြန်ခေါ်ဖို့ဒါမှမဟုတ်ပြန်ခေါ်ရန ကောင်းတဲ့အချိန်ကဘယ်အချိန်လဲဘယ်အချိန်ကပြန်ကောင်းဖို့ခေါ်တဲ့ဘယ်အချိန်တော့ပြန်ခေါ်ရမလဲပေါ့ခုနဖုန်းခေါ်တာအဆင်မပြေလိုက်လို့နောက်ငါမှားခဲလို့ရနိုင်မလားဟောလားငါဖြတ်ငါ့ကိုပြန်မခေါ်ခိုင်းနေတော့ဟာသူ့ဒါလေးမှားခြင်းလို့ဒါမှမဟုတ်လေကိုယ့်ဘက်ကဖုန်းဖြည့်ရလို့ဆိုရင်လည်းမင်းမှားထားခဲ့ပြီးနိုင်မလားပေါ့မင်းမှားထားခဲ့မလားဘာကြီးပြောမလဲမှားထားခဲ့လေအဲ့ဒါမျိုးလေးပြောတာပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုပြောမလဲနောက်တစ်ခါနောက်တစ်ခါတော့ပြန်ပြောနိုင်မလားဖုန်းပြောနဲ့မကြားလိုက်လို့ဗာလေနောက်တစ်ခါတော့ပြန်ပြောပါအောင်ဆိုရင်ဘယ်လိုပြန်ပြောမလဲ ်အဲ့ခါငါနောက်မှပြန်ခေါ်မယ်ဆိုတာပေါ့ဘယ်လိုပြောမလဲနောက်ခဏလေးကင်ထားပါလို့နောက် line မကောင်းလို့ပေါ့ဘယ်လိုပြောမလဲစသည်ဖြင့်အဲ့ဒါလေးကိုဗီဒီယိုလေးခဏလေးရပြီးတော့ကိုယ်ကိုလိုက်ပြီးတော့ပြောကြည့်လိုက်မယ်ပြောကြည့်ပြီးတော့အခါကျရင်ရေးကြည့်လိုက်မယ်ရေးပြီးလို့ရှိရင်ဆရာပြောတာကိုနားထောင်ပြီးတော့လိုအပ်နေရလို့ဖြည့်လိုက်မယ်ပြောလဲပြောရေးလဲရေးဒါဆိုလို့ရှိရင်နှစ်ခါဖြစ်သွားတော့ကိုယ့်ရဲ့ကိုယ်ပိုင်လေးဖြစ်သွားမယ်ကြောက်သွားမယ်ခါဆိုဗီဒီယိုလေးရပြီးလှုပ်ကြည့်လိုက်အောင်နော်ဟုတ်ပြီအဲ့တော့ကဲစားအောင်နော် hello နင်းမလားဆိုတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင် hello ကတော့ hello ပေါ့နော် hello နင်းမိုးလားဆိုတဲ့ဟာမှာအင်္ဂလိပ်စာမှာ RU လို့သုံးလို့ RU က speaking မှာသုံးတာပေါ့နော်အပြင်မှာပြောလို့ရှိရင် RU လို့သုံးတာဖြစ်ပြီးတော့ဖုန်းထဲမှာကျတော့အဲ့လိုမသုံးမနဲ့ is this ဆိုတာနဲ့ပဲသုံးတယ်အဲ့လေးကိုမှတ်ထားနော် is this ဟဲ့နင်းမိုးပေါ့ဟာခုပြောနေတာနင်းမိုးလားပေါ့နော်ဟုတ်ပြီနောက်ခါနင်းမို့ကိုစကားပြောလို့ရရမလားစကားပြောလို့ရမလားပေါ့ရနိုင်မလားလဲရတယ်နိုင်မလားဆိုရှိကိုခံထုတ်မယ်ဒါမှမဟုတ်အရင်ကြီးဆုံးဖြစ်အောင်ပြောလို့မယ် CAN ခံလဲရတယ်နောက်ပို့ပြီးရင်ကြ MAY နေလဲရတယ် ဒါပြောမှကိုပြောမှဆိုတော့ subject က i ဖြစ်မယ်နော်ပြောမယ်ဆိုတော့ i သုံးရမယ်ပြောမယ်ဆိုတော့ကိုဖြစ်လို့ may i ဒါမှမဟုတ်ခံနိုင်နော်ရင်းနေတော့ခံနိုင်ပြောလို့ရနိုင်မလားပိုပြီးရေးကြည့်ချင်း may i ပြောတာကကြတော့ speak နဲ့သုံးမယ်ဒီမှာဖုံးပြောတဲ့နေရာမှာ speak သုံးရရလေးလက်မှတ်ထားအောင် may i speak နောက်မှာ to လေးလိုက်ရပါသေးတယ်ဒီ uses လေးတွေကအသေးကလေးဖြစ်နေအလွယ်လေးကြားလိုက်ရမယ် may i speak to ဘသူ့ကိုပြောမှလဲ name ဆိုတော့ may i speak to name ဘာ name နဲ့ဒါကခဏလောက်ပြောလို့ရနိုင်မလား ယ်ဒါပေမဲ့ can i speak to နှင်းမို့လေရတယ် may i speak to နှင်းမို့လေရတယ်ဒါနောက်ခုအခုဘသူခေါ်နေတာလဲဗာမေးခွန်းလေးဖြစ်သွားပြီလေလဲမေးခွန်းလေးဆိုလို့ရှိရင် wh နဲ့စာမလို့ကျွန်တော်ပြောထားတယ်ဘသူဆိုရင် who who ဘင်းဒီစာထဲမှာ subject ကမရှိတော့ဘူးဘသူဆိုတာ subject ဖြစ်တော့ဒါဆို msr နဲ့ ing ပဲထည့်ရအောင်မယ်အခုဖြစ်နေ msr နဲ့ ing အဲဒီတော့ who ခေါ်တာတယောက်တည်းဆိုတော့ is ခေါ်တာကို call နဲ့မတူရတယ် who is calling အခုဆိုတော့အင်္ဂလိပ် now လို့ခေါ်တယ် who is calling now at the moment လို့တောင်းလိုက်ရတယ် who is calling now ဘသူခေါ်နေတာလဲဟောနောက်တစ်ခါမင်းဖုန်းနံပါတ်မှားနေတယ်ခေါင်းကဆရာပြောရနော်မင်းမှာမှားတဲ့ဖုန်းနံပါတ်ရှိနေရဲ့လို့ပုံစံမျိုးရှိရတယ်မင်းဆိုတော့ you she is or have နော်မင်းမှာရှိတယ်ဘာလဲမှားသောနံပါတ်ဆိုတော့မှားသောနံပါတ်ကတိကျတယ်ပေါ့နော်အဲ့သူ့မှာမှားတဲ့နံပါတ်တစ်ခုပဲဆိုတော့ the wrong w r o n g wrong the wrong phone number ပေါ့ the wrong number လို့ပြောလိုက်ရတယ် the new mpe ဆရာစာရင်းလေးပြန်ထုတ်ပေးမယ်เนาะအဲ့တော့ you have the wrong phone number မင်းမှာမှားတဲ့ဖုန်းနံပါတ်ရှိနေတယ်အာဘာပြောချင်တာလဲမင်းဖုန်းနံပါတ်မှားနေတယ်မှတ်နော်မှတ်ပြီးရင်ဒီတိုင်းလေးမကြည့်သွားနဲ့ရေးလိုက်အာဆိုကိုကိုပိုင်ဖြစ်သွားတယ်ရက်60နဲ့ next speaking ကောင်းအောင်လုံးမှဖြစ်တဲ့အောင်ရက်60လုံးမှရှိရဲ့ video တိုင်းအောင်ကိုအလွန်နီးပါးရနေလို့ရှိရင်တစ်ခုနဲ့တစ်ခုပြန်ပြီးတော့လဲဟိုဘောဟို support တွေပေးမယ်ဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုလဲပြန်ပြီးအထောက်အပံ့ပြုနေကြရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ speaking skill ကဒီရက်60အတွင်းမှာ နော်လေးမလေးလာတာထက်ဆိုင်နှစ်လအတွင်းမှာမနေကြီးတိုးတက်သွားမယ်ဆိုတော့ဟိုဟိုဆရာတော့ယုံကြည်တယ်ပေါ့ဒါပေမဲ့ဟိုအပေါ့ပေါ့လေးမလို့ဘယ်နဲ့တခြားလေးကြီးတခြားလေးလိုက်ပြီးတော့မယ်တခြားလေးကျင့်မယ်နော်အားတဲ့ချိန်မှာဆိုရင်လည်းကိုယ့်ရဲ့ဘောနော်တူရီတူမရဖြစ်ဖြစ်အဲဒါမှမဟုတ်လေတခြားလူတွေပြန်ပြီး share ပဲလုပ်မယ်သင်ပေးမယ်ဆိုရင်ပို့ပြီးတော့ကောင်းလာမယ်ပေါ့နော်အဲလေးကြိုးစားပါခွင့်ရရတယ်အဲ့တော့ပြန်ခေါ်ဖို့ကောင်းတဲ့အချိန်ကဘယ်အချိန်လဲလဲမေးခွန်းဆိုရင် WH နဲ့စာမယ်ဘယ်အချိန်ကိုကျွန်တော်ဆရာတို့က what time လဲတုံးလဲရတယ်ဟွမ်းနဲ့တုံးလဲရတယ်ခါအပြောင်းလဲဖြစ်တော့ဟွမ်းတုံးကြည့်မယ် what time တုံးလဲရတယ်နော် ောက်ပြီးဒီနေရာမှာဖြစ်တည်ဆိုတဲ့အထိပဲညှုပ်ထားတယ်။ဘယ်အချိန်ကကောင်းတဲ့အချိန်ကဘယ်အချိန်ဖြစ်တယ်လဲဖြစ်တည်သည် MSR ဆိုဆရာ is လေးထွက်လိုက်ပြန်ရော1 is ဘာအချိန်လဲကောင်းတဲ့အချိန်ကောင်းတဲ့အချိန် good time လို့ခေါ်တယ်။အဲ့တော့ကောင်းတဲ့အချိန်ဒီချိန်မှာဆရာ A လေးထည့်ပေးရမယ်။1 is a good time ကောင်းတဲ့အချိန်တစ်ချိန်ပဲတော့လို့လို့ကျွန်တော်တော့ A လေးထည့်လိုက်မယ်ပေါ့နော်။1 is a good time ဘာလို့ဖို့လဲပြန်ခေါ်ဖို့ဖို့ဒီရန်နဲ့တူတယ်အဲ့ဒါ2ပြန်ခေါ်တယ်ဆိုတာခေါ်ရစီရတယ်ခေါ်ပါတော့ ပြန်ဆိုတဲ့ပတိပိုင် back ဆိုတာထည့်ရမယ် to call back ပြန် call ပေါ့နော် when is a good time to call back when is a good time to call back when is a good time to call back ဟုတ်ပြီနော် speaking model လေးရအောင်လေးမြန်မြန်လေးလေးပြောချင်းကြည့်အောင်နောက်တစ်ခုငါမာခဲ့လို့ရနိုင်မလားတခုမာခဲ့ရမလားမာတာလေးကိုအင်္ဂလိပ်လိုမသိဘူးဖြစ်နေတယ်မလားအဆုံးမှတ်ထားမယ်အဲ့ဒါဗာလဲဆိုရင် leave a message လို့ခေါ်တယ်တဲ့င်းစကားထားခဲ့တယ်လို့အဓိပ္ပာယ်ပြပြတယ် ငါမှာခဲ့ရမလားဆိုရင်ခန္ဓာအိုင်နဲ့တုံးရတယ်။ပိုရင်ကြည့်ကြည့်ခန္ဓာကအပေါ်မှာပြောတယ်မင်းအိုင်နဲ့တုံးရတယ်။ကိုကမှာမအောင်ခန္ဓာအိုင်နာဟာလီ leave a message m e s s a g e message ငါမှာခဲ့လို့ရနိုင်မလား။ဒါမှမဟုတ်ရင်ကိုကဖုံးဖြည့်ရဘက်ကနေသူ့ကိုပြန်ပြောတယ်မင်းမှာခဲ့နိုင်မလားဆိုရင်အတူတူပဲခံသူ့အမှာရင်ယူဆိုတော့ can you leave a message ဒီမှာဘာဖြစ်သွားမလဲဆိုရင် can you ဖြစ်သွားမယ်။နော် can you ဒီမှာဘာပဲတုံးမလဲခန္ဓာက leave a message ပဲတုံးမယ်။မင်းမှာခဲ့နိုင်မလား။ နော်ခုဘက်ကရေးချေးခြင်းခံအစားပါတော့မဆိုမေးဆုံးရတယ် may i leave a message သူ့ဘက်ကိုရင်ချေးခြင်းခံအစားခွတ်တုံးလို့ရတယ် could you leave a message လို့တုံးလို့ရတယ်နော် could you leave a message ကဲနောက်တစ်ခုနောက်တစ်ခါလောက်ပြန်ပြောနိုင်မလားအဲဆိုရင် can ပေါ့သူ့ကိုခိုင်းမယ်ဆိုရင် can you သူ့အတွက်ဆိုရင်ချေးစေခြင်းရင်ခံအစားပါတော့မလဲဆိုရင် could ကိုတုံးရတယ်နော် could you ကိုဘက်ကဆိုရင်ပုံမှန်ဆိုရင် can i ရင်ချေးခြင်း may i ယူကြတော့ can you could you can you လဲရတယ် could you လဲရတယ် ပြန်ပြောတာဆိုရင် can you speak again လို့သုံးလဲရတယ်ဒါမှမဟုတ်ပို့ပြီးတော့ကောင်းတဲ့တလုံးနဲ့နဲ့ပြီးရတာပါလဲဆိုတော့ repeat နောက်မယ်နော် speak again လုံးလဲမှန်တယ်နော် can you repeat ၎င်းကိုဆို object လေးတော့ထည့်ပေးလိုက် can you repeat it အဆို again ထည့်စာမလို့တော့ repeat ဆိုတာနောက်တစ်ခေါက်ထပ်ပြောဆိုဒီဘက်ထွက်တယ်ပြောဒါမှမဟုတ် can you speak it again လို့သုံးလဲရတယ်နော် repeat อ่ะနောက်တစ်ခေါက်ထပ်ပြောဆိုဒီဘက်ထွက်တယ် repeat လေးအလွတ်ကျထားလိုက်နော်ပြေးစည်းလိုက်ခင်ဗျာနောက်မှပြန်ခေါ်မယ်အဲ့တော့ i နောက်မှဆိုအနာဂတ်ဖြစ်သွားရင်ဆိုဝေလို့သုံးမယ်လိမ့်နေပါလား i will call her call ပြန်ဟန်စတိပဲလေးပိုင်းဆရာကတော့ပြောထားတယ်ပြန်စင်ပါပါမယ် back ပါမယ်ဒါပေမဲ့ I will call back ပေါ့ဒါပေမဲ့ပြန် call မယ် main ကိုဆိုတဲ့အတိပဲဖြစ်အောင်ဆရာယူလေးတော့ညှက်ချင်သေးတယ် I will call you back ဒါငါ main ကို call မယ်ဆိုရင် I will call you main ကိုပြီးမှပြန် call မယ်ကိုဘက်ကပြန် call မယ်ဆိုရင် back ထည့်မယ် I will call you back เนาะခဏကင်ထားပါကင်ထားပါအောင်ပြောမယ်ကင်ထားတော့အင်္ဂလိပ်လေးမှတ်ထားမယ် hold on မှတ်ထားနော် hold on ခဏကိုကြာတော့ဆရာအမှုမှန်လို့တောင်းနိုင်မယ် uh for a while လို့တော့လည်းရတယ်ဒါမှအမှုမှတ်မယ်ဆရာတော့လည်းနော်ခန္ဓာဆိုတာလို့အဲ့လိုလေးမှတ်ထား whole movement ခန္ဓာလေးခြံထား line မကောင်းဘူး line ကိုအင်္ဂလိပ်လိုဆရာဘယ်လိုလေးတော့မလဲဆိုရင် the signal လို့တော့မယ်နော် a line any line တော့မတော့ဒါမြင်ကြမဲ့တော့မယ် the signal isn't good ဘာမကောင်းဆိုတော့ isn't good ။ဒါပဲလို့ accent သုံးတာလဲဆိုတော့ good ဒီ adjective ဖြစ်တယ်။ရှေ့ကအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရသုံးစစီးတွေကိုကြည့်ထားရင်ဒါကိုမြန်မြန်ဆန်ဆန်နားလည်နိုင်တယ်။အဲ့ဒီတော့ adjective ရဲ့အချိန်မှာ ms ထည့်ရမယ်ဆိုတော့ is ထည့်ထားတယ်။မကောင်းဆိုတော့ not ပါထည့်ထားတယ်။အဲ့တော့ဖြစ်သွားလဲဆိုရင် the signal isn't good ။ဒါလည်းမကောင်း။ဒါဟုတ်လားလိုက်ပြောမယ်။ Hello is this Nemo? Can I speak to Nemo? Who is calling now? You have the wrong phone number. When is a good time to call back? Can I leave a message? can you leave a message? Can you repeat it? I will call you back. I will call you back. Hold on a moment. Hold on a moment. The signal isn't good. The signal isn't good. ကဲဒါဆိုလို့ရှိရင်ဒါဖုန်းနဲ့ပတ်သက်ပြီးတော့အခြေခံသိရမယ့်ဟာကိုဆရာပြောခဲ့တာဖြစ်တယ်ပေါ့နော် နောက်နေ့တွေမှာလည်းတခြားတိမတ်တိဖွဲ့ရာကိုဆက်ပြီးတော့တင်ပြရနေမှာဖြစ်တယ်ကဲအဲ့ဒါဒီနဲ့ဒါနဲ့ကဟိုတက်သက်စီမဟုတ်ဘူးတစ်ခုတစ်ခုချိတ်ဆက်နေကြတာဖြစ်လို့တကြောင်နောက်တစ်ပုတ်ကိုကြည့်ရင်ရှေ့ရတစ်ပုတ်စာကိုပြန်တွေးတယ်လို့ဖြစ်နိုင်တယ်လို့ဟိုပေါ့ရှေ့ရတစ်ပုတ်စာကိုကြည့်ထားတဲ့ဟာကလည်းနောက်တစ်ပုတ်စာအတွက်အထောက်အကူပြုနိုင်တယ်အဲ့ဒါကြောင့်နေ့စဉ်ပုံမှန်လေးလေ့လာကြပါနော်ရက်ရက်60ပေါ့နော်နှစ်လအတွင်းမှာ English speaking လေးကောင်းတိုးတက်အောင်ကြိုးစားကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အချိန်လေးကိုမဖြုံးပါနဲ့အားလုံးပဲ fight နေပါနော်